အားလုံးပဲမင်္ဂလာပါရှင် GLPT စာမေးပွဲနီးလာပြီဆိုတော့ GLPT ရဲ့ level လား N1 ကနေပြီးတော့ N5 level ရဲ့စာမေးပွဲမေးခွန်းပုံစံခြေစိုးခြင်းရမှတ်နဲ့အောက်မှတ်တွေအကြောင်းကိုအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ပထမဦးဆုံး GLPT N5 level ကနေပြီးတော့စတင်ပြပြပေးသွားမှာဖြစ်ပါတယ်။ N5 level မှာဆိုရင်အပိုင်း၃ပိုင်းခွဲပြီးတော့ခြေစိုးသွားရမှာဖြစ်ပါတယ်။ ပထမဆုံးအပိုင်းဖြစ်တဲ့မူတီကိုယ်လို့ဆိုတဲ့ခိုတိုဘာအပိုင်းကိုအရင်ဆုံးဖြေဆိုရမှာပါအဲ့ဒီအထဲမှာခန်းကြီးပါဖြေဆိုရမှာဖြစ်ပါတယ်ဖြေဆိုချိန်ကတော့မိနစ်20ပေးထားပါတယ်ဒုတိယအပိုင်းဖြစ်တဲ့ဘုံဖို့တူကိုင်းဆိုတဲ့ grammar နဲ့ reading အပိုင်းကိုမိနစ်40ဖြေဆိုရမှာဖြစ်ပါတယ်နောက်ဆုံးအပိုင်းချောကိုင်းလို့ဆိုတဲ့ listening အပိုင်းကိုတော့မိနစ်30ဖြေဆိုရမှာဖြစ်ပါတယ်ပထမပိုင်းနဲ့ဒုတိယပိုင်းနှစ်ခုပေါင်းကိုအမှတ်120ကိုမိထားမှဖြစ်ပြီးတော့အောက်မှတ်ကတော့ နှစ်ပိုင်းပေါင်း38မရမှာအောင်မှာဖြစ်ပါတယ်။တတိယပိုင်းမှာကတော့အမှတ်60ပိုမီတာပြီးအောင်မှတ်ကတော့19မရမှာအောင်မှာဖြစ်ပါတယ်။အပိုင်းသုံးခုလုံးကို180ပိုမီတာပြီးတော့၃ခုပေါင်းအမှတ်ပေါင်း80ရမှာအောင်မှာဖြစ်ပါတယ်ရှင်။ M4 level မှာဆိုရင်တော့ဒီဘိုင်းချင်းစီအမှတ်ပေးမှုပုံစံက M5 level နဲ့တူပေမဲ့ဆက်စပ်ပေါင်းအောင်မှတ်60မှရမှာအောင်မှာဖြစ်ပါတယ်။ဖြေဆိုရတဲ့အပိုင်းလိုက်အမှတ်ချိန်တွေကလည်း M5 level ထက်ပိုများအောင်ကြည့်ရပါလိမ့်မယ်။မူဒီကိုရီက25မိနစ်ပေးထားမှဖြစ်ပြီးတော့ဘုံဘို့တူကိုက်ဆိုလို့ရှိရင်တော့55မိနစ်စာပြီဆိုရမှာဖြစ်ပါတယ်။ချောကိုက်ဆိုလို့ရှိရင်တော့မိနစ်35မိနစ်စာပြီဆိုရမှာဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးတော့ GLPD NC level ရဲ့စာမေးပွဲမိကုန်းပုံစံခြေစွပ်ခြင်းအမှတ်တွေကိုအသေးစိတ်ပြပြပြသွားပါမယ်ရှင်။ပထမအဆုံး GLPD NV ကိုအပိုင်း၃ပိုင်းနဲ့ဖြည့်ဆွရမှာဖြစ်ပြီးတော့ပထမအဆုံးအပိုင်းဖြစ်တဲ့မူကြီးကိုရီလို့ဆိုတဲ့ပိုတိုဘာခန်းကြီးကိုမိနစ်30ဖြည့်ဆွရမှာဖြစ်ပြီးတော့ဒုတိယအပိုင်းဖြစ်တဲ့ဘွန်ဘိုတိုကိုင်လို့ဆိုတဲ့ grammar နဲ့ reading အပိုင်းကိုတော့မိနစ်90စာဖြည့်ဆွရမှာဖြစ်ပါတယ်။နောက်ဆုံးအပိုင်းဖြစ်တဲ့ချောကိုင်လို့ဆိုတဲ့ listening အပိုင်းကတော့မိနစ်40ဖြည့်ဆွရမှာဖြစ်ပါတယ်။ ပထမပိုင်းမှာပါနေတဲ့မူကြီးခေါ်ရီနဲ့ဒုတိယပိုင်းမှာပါတဲ့ဘုံဘုတ်ကိုစာမီဘွဲမှာအမှတ်60ကိုမီတာပြီးတော့16မဲရမှအောင်မှာဖြစ်ပါတယ်ဒုတိယပိုင်းမှာကြံနေသေးတဲ့ဒုကိုက်ကိုလည်းအမှတ်60မီတာပြီးတော့16မရမှအောင်ပါပဲเนาะနောက်ဆုံးအပိုင်းမှာကြံနေသေးတဲ့ချောကိုက်ကိုလည်းအမှတ်60မီတာပြီးတော့16မရမှအောင်မှာဖြစ်ပါတယ်အပိုင်းသုံးပိုင်းလုံးကို180မီတာပြီးတော့65မရမှအောင်မှာဖြစ်ပါရဲ့ရှင် ် GLPTN2 လည်းပဲစာမေးပွဲမေးခွန်းပုံစံခြေစွပ်ခြင်းအောက်မတ်တွေကိုအသေးစိတ်ဆက်ပြီးတော့ပြပြပေးတော့မှာဖြစ်ပါတယ်။ GLPTN2 ကိုတော့အပိုင်းနှစ်ပိုင်းနဲ့ဖြေဆိုရမှာဖြစ်ပြီးတော့ပထမအပိုင်းဖြစ်တဲ့ Moji Koi ပုံပုံနဲ့တို့ကခုတ္တဘာခန်းကြီး grammar နဲ့ reading တို့ကိုမိနစ်၁၅မိနစ်စာဖြေဆိုရမှာဖြစ်ပါတယ်။ တတိယပိုင်းဖြစ်တဲ့ချောကိုင်းလေးစင်းကြီးအပိုင်းကတော့မိနစ်90ဖြည့်ဆိုရမှာဖြစ်ပါတယ်။ပထမပိုင်းမှာပါနေတဲ့မူကြီးကော်ရီဘုံဘိုးကိုစာမေးပွဲမှာအမှတ်60ကိုမိထားပြီးတော့16မှတ်ရမှာအောင်မှာဖြစ်ပါတယ်။ဒိုတိုက်ကိုလည်းအမှတ်60ကိုမိထားပြီးတော့16မှတ်ရမှာအောင်မှာပဲနော်။နောက်ဆုံးအပိုင်းမှာဂျန်နေလေးတဲ့ချောကိုင်းကိုလည်းအမှတ်60ကိုမိပေးထားပြီးတော့16မှတ်ရမှာအောင်မှာဖြစ်ပါတယ်။အလုံးပေါင်းအမှတ်180ကိုမိထားပြီးတော့အမှတ်90ရမှာအောင်မှာဖြစ်ပါရဲ့ရှင်။ နောက်ဆုံးကတော့ N1 အပိုင်းမှာ N1 နောက်ဆုံး level က N2 level နဲ့ဖြည့်ဆွရတဲ့ပုံစံချင်းကတိတ်ပြီးတော့မကွာပါဘူး။ဒီပိုင်းချင်းစီမှာအမှတ်ပေးမှုပုံစံချင်းတူပေမဲ့စုစုပေါင်းအောင်မှ100မှတ်ရမှအောင်မှာဖြစ်ပါတယ်။ဖြည့်ဆွရမယ့်အချိန်လည်းပုံများပါတယ်။မူကြီးကောင်းဘုံဘို့တူကိုက်ဆိုရင်မိနစ်130စာဖြည့်ဆိုရမှာဖြစ်ပြီးတော့ချောကိုက်ဆိုလို့ရှိရင်တော့55မိနစ်စာဖြည့်ဆိုရမှာဖြစ်ပါတယ်။ဆာမမဲဖြည့်ဆိုတဲ့အခါမှာဖြည့်ဆိုချိန်လိုက်တစ်ပိုင်းပြီးပြီဆိုရင်ဖြည့်ပြီးတဲ့တစ်ပိုင်းရဲ့အသက်ဆိုင်ရာဖြည့်သွားစာရဲ့တွေကိုသင်ထားမှာဖြစ်ပါတယ်။ ။ပြီးတော့ဖြည့်ဆိုခြင်းတစ်ချိန်နဲ့တစ်ချိန်ကြား10မိနစ်ဝင်ချိန်ထပ်ပေးနိုင်တာမျိုးရှိပါတယ်။ဒါဆို level alike ဖြည့်ဆိုခြင်းနဲ့အမှတ်ပေးစနစ်တွေကိုတည်ပြီးဆိုတော့သတ်မှတ်ချိန်တွင်ကိုလိုချင်တဲ့အမှတ်ရအောင်ဖြည့်ဆိုနိုင်ဖို့တရားစွာကြပါနော်။ကြာ bye bye